တဲ့ငယ်ချင်းများအားလုံးမင်္ဂလာပါဒီနေ့ကတော့ဒီမှာเนาะကိုစေပြောတာကိုစေပြောသွားတာရမ်းမှန်တယ်တဲ့ရေဖို့လူတွေများနေလို့တိုလင်ရေးကြနေတာပဲတဲ့ကဲဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ဘာတွေပြောထားလဲဆိုတာလေးကိုကျွန်တော်ကဘုသုတ္တအနေနဲ့လိမ့်နာထောင်ကြည့်ကြမှာပေါ့တော့ဆိုရေဖို့တယောက်ဒီ300လောက်ပါမှာပဲအာဒီ300လောက်ပါမှာတဲ့ဒါပေမဲ့လက်ရှိအညာမှာတိုက်နေတယ်ကြည့်ပါကစည်းရိုးနဲ့ထမ်းနေမရှိဘူးအ ਨੇ ဆုံးကြည့်အများဆုံးပါတဲ့လူက150 200ပဲပါအင်းအဲ့ဒီအနေထားနဲ့ လေရလာပြတဲ့ဂရင်းဘေးဝတ်ပြီးတော့အတေခံပြီးတော့ပြန်တိုက်နေရတယ်။အဲ့ဒီလူတွေဆိုတော့တော်လိုင်းမှာဘာတွေအတွုံးမြတ်ရလို့တော်ရမနေနေတဲ့ celebrity တွေတင်ညာကြော်ကြတဲ့လူတွေအခြားတော်လိုင်းတမန်တွေဘာတွေညအတွုံးမြတ်ရလဲ။အင်းတော့တော့မှမရပါဘူး။ဒီတော်လိုင်းရဲ့အားလုံးနဲ့တက်ဆိုင်ရတော်လိုင်းမြန်မာပြည်မှာမင်းအောင်နိုင်ကိုအာဏာသိမ်းတဲ့ရုပ်မာတဲ့မျိုးစုံဒုက္ခပေးတဲ့စစ်မှုထမ်းဥပဒေတွေလုပ်တဲ့ထိုင်းကိုပေးလာမယ်ကွန်ထရိုးဝယ်လိုက်မယ်လွတ်လာ။အင်းလွတ်တယ်မထင်ဘူး။မင်းအောင်နိုင်ကိုဘယ်နိုင်ငံကမှ ပေဝင်အစိုးရအဖြစ်အတိမတ်မပြုတ်သေးလို့ခင်ဗျားတို့နေကြနေပြရအဲ့ဒါအဖြစ်ပဲအခုတိုင်းနိုင်ငံမှာအားလုံးသိတဲ့အတိုင်းပတ်စပို့တွေဗီဇာတွေတက်တန်းအကုန်နေကြတယ်နှစ်လပိုင်း73ရက်နေမှာအားလုံးပုံကြတယ်ဒါကိုမြန်မာဘက်ကအော်နော်တိုင်းနိုင်ငံမှာဆိုအကုန်လုံးဗီဇာတွေတက်တန်းတွေကုန်နေကြပြီနော်အခုပြုချက်တောင်းလဲဆိုပြီးတော့မျိုးစုံစောက်ပြီးတော့တိုင်းအစိုးရကဒါကိုအချိန်ဆွဲထားတယ်အဲ့တိုင်းဘက်ကတော့အစင်းသိရှိပါတယ်မြန်မာဘက်ကအစင်းသိမရှိဘူးတဲ့ပုံစံမျိုးနဲ့လုပ်တယ် အဲ့တော့မြန်မာဘက်ကခွင့်ပြုမှကျွန်တော်တို့ကတက်တန်းတိုးခွင့်ရမယ်ဆိုတော့ဒါဒီမြန်မာဒီစစ်ကောင်စီအတွက်တွယ်ဝိုက်တဲ့နည်းနဲ့ထောက်ပံ့တာမဟုတ်တိုက်ရိုက်ထောက်ပံ့နေတာ။အင်းနံပါတ်၁စစ်စစ်မှုထမ်းဥပဒေကိုတောင်တောင်တင်းတင်းထိုးပေါက်ပြီးတော့ဒီပတ်စုံတက်တန်းတိုးတဲ့ကိစ္စနဲ့ကင်ွယ်သွားလို့ရတယ်။နံပါတ်၂စစ်ကောင်စီကတရားမဝင်အာဏာသိမ်းအစိုးရလို့ကဘာလုံးကတတ်မှတ်ထားတဲ့အရာကိုတရားဝင်အစိုးရအဖြစ်အောင်ပုံဖော်နေတဲ့လုပ်ရက်လို့မြင် ဒါကြောင့်မို့ဒီကိစ္စကိုလည်းတော်လိုင်းအရေးစုတွေအပါအဝင်ကျွန်တော်တို့ပြည်တွင်းအရေးစုတွေပြက်ပြက်တတထိုင်းဆိုးရောက်ပြောနေတယ်ဒါမဖြစ်နေတဲ့ကိစ္စကြီးနော်ထိုင်းမှာရောက်နေတဲ့ပြည်သူတွေလားမင်းကြီးပါဘာဖြစ်လို့လဲထိုင်းအစိုးရမြန်မာစစ်တပ်ကဒီမြန်မာဒီစစ်ကောင်စီကိုပေးမဲ့ပတ်စံတဲ့နှစ်ဆပေးမဲ့မင်းတို့ထိုင်းလူပဲထိုင်းကိုပေးမှာမြန်မာကိုမရှုံးနဲ့စစ်ဒီစစ်ကောင်စီကိုဘယ်ပြည်သူမှလက်မခံဘူးကျွန်တော်ပြောတဲ့စကားဟုတ်မဟုတ်စစ်တပ်ကောက်ကြည့်လိုက်စိတ်ရုံနော် ခိုင်းုံပေးမယ်တချို့တည်းဆိုရင် passport ရှိရတဲ့အတိုင်းဘတ်ရိုက်ရလို့ဖြစ်အာဟောနော်ဒါကကျွန်တော်ပြမယ်လက်ထဲမှာ passport ကြီးရှိရတဲ့အဲ့ဒီမြန်မာဘက်အချမ်းရှုပ်တာကိုဒီမြန်မာစစ်ကောင်စီတွေပြည်သူကိုတတ်မဲ့ကြီးဖို့ကိုမပေးနိုင်လို့အဲ့ဒီ passport ကိုအသေးခံပြီးတော့ဘတ်ရိုက်တဲ့လူတွေကျွန်တော်မိတ်ဆွေတို့ကတော့အများကြီးရှိဟွန်းအဲ့ဒါပြည်သူတွေရေထဲကဆန်တာလာခဲ့အပေါ်မပြောဘူးတော့ဘုံကဆိုရင်ပြမယ်လားအဲ့တော့ဒီလိုလောက်ရမျိုးတွေဖြစ်နေတဲ့အချိန်ဟာအခုနောက်ပိုင်းဆိုဘယ်လိုဖြစ်အစ်င့်ရရတယ်ဒီ စစ်ကောင်စီခံထားတဲ့ထိုင်းနိုင်ငံဆိုင်ရာမြန်မာတန်ယုံနဲ့ပေါင်းပြီးတော့တချို့စစ်ရုံတွေမှာအတင်းအကျပ်စစ်မှုထမ်းဥပဒေကိုလက်မှတ်စစ်မှုထမ်းပါမယ်လို့လက်မှတ်ထိုးရတယ်ဆိုတဲ့တဲ့င်းတွေတော့ဖက်လာတွေ့ဟာနော်ကျွန်တော်တန်အောင်လေးရှိပါတယ်တော့ဖြစ်နေတဲ့အရာကိုအဲ့တော့ထိုင်းမြန်မာတန်ယုံနေနေရတယ်နော်မင်းအောင်လည်းခိုင်းတာတစ်ခုတည်းကိုမကြည့်ဘဲနဲ့ပြည်သူတွေမျက်နှာကိုကြည့်စေချင်တယ်ခင်ဗျားတို့လည်းမြေပြင်မှာဖြစ်နေတဲ့ပကတိအမှန်တရားကိုအားလုံးနဲ့တိမှာပါနော်သူ့ဘက်ကိုပဲအမြင်မကြည့်ပါနဲ့ထိုင်းမှာရောက်နေတဲ့မြန်မာနိုင်ငံသားပြည်သူအများစုရဲ့စံတတ်ဒီပါလေ ညံ့ပန့်မှုနော်တရားမှုလေးကိုလက်ကင်ထားပေးကြပါမေတ္တာရက်ခံတာပါအင်းနော်မေတ္တာရက်ခံတာငါတို့ကလောက်ပိုင်မရှိတယ်ငါတို့ကအထက်ကြီးငါတို့လောက်သလိုမင်းတို့ခံရမယ်ဆိုအဲ့ဒါတိရစ္ဆာန်ဝါထားပဲနော်ဘာလို့ကိုတိရစ္ဆာန်ဝါထားကိုကျွန်တော်တို့အတက်တွင်းပါတယ်နော်အဲ့တော့လူဘဝတို့တို့လေးပါခင်ဗျားတို့ရထားတဲ့ယာဒူးတွေအာနာတွေဘယ်တော့မြင်းလဲမရောက်နိုင်တက်လာပြီးမှပြုတ်သွားခဲ့ရတဲ့ယာဒူးတွေနော်ဖမ်းခံထိတဲ့အာနာတွေဘယ်တော့ရှိနေပြီခင်ဗျားတို့ရထားတဲ့ယာဒူးတွေအာနာတွေစီးတဲ့တွေတက်တလုံးခံပါလား ဒါပေမဲ့လူတယောက်ရဲ့နာမည်အဲ့ဒီလူရဲ့နာမည်ဒီသူ့ရဲ့ကြံပြီးခဲ့တဲ့မျိုးရိုးကစပြီးတော့လူတေဝါစေနာမည်မတေးတဲ့ပုံလူကြောက်တာအဲဟောပြီနော်ဂျေဆုတံပါတယ်ခဗျာဒါကတော့ဘုသောရနည်းနည်းပေါ့နော်ထိုင်းနိုင်ငံမှာတကယ်ဖြစ်ဖြစ်နေတာဟာလေးကိုစေကပြောပြပေးသွားတာပေါ့နော်ဒါလေးကိုဘုသောနဲ့လိုင်းနှောင်ချစ်တာပါဂျေဆုတံပါတယ်ခဗျာ